ကိုယ်တိုင်ပန်တော်မြွနဲ့ကာဖာဆာဆက်ချက်ဘက်ကနေ6သလိုပွဲကုပ်ဘက်စစ်ကူတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုအေးအရခတ်တက်တော့ကဂျက်ဖြတ်တက်ခရမှာစစ်တပ်ဘက်ကသေစမှုများ အလောင်း6လောင်းကျန်တဦးကိုလက်ရဖမ်းမိတနတ်6လောင်းနဲ့ခရမ်းတွေသိမ်းမိတယ်လို့လူတွေစရာကဖော်ပြပါတယ်ဒီဇင်ဘာ10ရက်မနေ့ဆန်လိုက်ခန်းမှာတိုက်ပွဲဆက်ဖြစ်ပြီးစစ်တပ်ဘက်က အထိနာတယ်အလောင်း9လောင်းကျန်တဦးကိုလက်ရဖမ်းမိလက်နဲ့ခရမ်းများစွာသိမ်းမိတယ်လို့စစ်ဖက်သတင်းရက်ကွက်ကပြောပါတယ် ။ဒါပြင်အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာရခိုင်ပဲခူးအစတိတမဟုတ်လို့ပဲပဲခူးတိုင်းအတွင်ဘက်ကိုအတော်ရောက်နေပြီဖြစ်တယ်။ဒါကြောင့်စစ်တပ်ဘက်ကအင်အားလုံးရင်းနဲ့ခုခံတဲ့အပြင်လက်လက်ကြီးတွေလေကြောင်းပစ်ကူတွေပါသုံးနေတာဖြစ်တယ်လို့လည်းဆိုပါရယ်။ခြောက်တလို့ပဲခူးကိုအော်တိုဘား၁၄မှာအေကသိပ်ပိုက်ခဲ့ပြီးဖြစ်ပေမဲ့စေးရီလူအချက်ရပြန်ခွာပေးခဲ့တယ်။အဲ့ဒီချိန်မှာအင်အားသုံးရပါစစ်ကြောင်းကဒီစခန်းမှာဝင်ထိုင်ထားတယ်လို့ဆိုပါရယ်။ဒါပေမဲ့အဲ့ဒီစခန်းကိုအေကဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက် ရခပြခရံပြဖြစ်တဲ့အတွက်ပကုခွက်ကလည်းစစ်ကူတွေမကြခဏတက်လာနေရပြီးအခုလိုကြားဖြတ်တက်ခိုက်ခံနေရတာဖြစ်ပါတယ်။ကီနီရှန်ဆက်တွေသာဖကုမြို့နယ်နောက်ဖက်ချမ်းရှိတောင်စလုံးနဲ့မြောက်စလုံးကြေးရွာနေစခန်းချထားတဲ့စစ်ကောင်စီတန်းတဲ့ပြင်းရုံပို့ပီသူစစ်တပ်တွေကိုကီနီတော်လိုင်းတပ်တွေကတက်ခိုက်ရမှာစစ်တပ်ကထိခိုက်သေးဆုံးများတယ်လို့ရှမ်းတပ်လို့ဆက်ကပေါ်ပြပါတယ်။ ဒီဇင်ဘာ6ရက်မှာ KNY တော်လှန်ရေးတပ်တွေဘက်ကတံပြန်ထိုးစစ်ဆက်တင်ခဲ့ပြီးအခု၈ရက်နေ့ထိတိုက်ပွဲပြင်းထန်နေတယ်စစ်တပ်ဘက်ကအရာရှိတွေပါဝင်သေဆုံးသူများတယ်အလောင်းတွေလက်နက်တွေသိမ်းမိထားတယ်လို့တော်လှန်ရေးရဲဘော်တို့ကပြောပါတယ်ဒေသတွင်းမီဒီယာချုပ်မှလည်းသိမ်းမိတဲ့လက်နက်ခရမ်းပုံတွေကိုဖော်ပြထားတာတွေ့ရပါတယ်ဒါပေမဲ့ KNDF နဲ့ KNY တပ်ပေါင်းစုဘက်ကတော့အခုချိန်ထိသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး မန္တလေးတိုင်းမြစ်ချံမြို့နယ်ကြောက်ပြရွာကနေထွက်လာတဲ့ဒီလာရုံမောင်ဦးစော်တဲ့ပြည်စောတိစစ်ကြောင်းကိုတောင်ဟိုင်းတရကမိုင်းဆွဲတက်ခရမှာ15ဦးခါတိသေဆုံးတယ်လို့ပြည်သူ့ကြက်တပွဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်ဒီဇင်ဘာ9ရက်ည9နာရီခန့်မှာစစ်သားနဲ့ပြူပူတွဲစစ်ကြောင်းကိုတက်ခတ်တယ်လို့ဆိုပါတယ်ဒီတက်ခတ်မှုကိုပြည်သူ့ကြက်တပွဲတပ်ဖွဲ့မြစ်ချံဒေဂျာဒိုင်နမိတ်အဖွဲ့နဲ့မြစ်ချံပကပဥပပေါင်းဆွဲရတယ်လို့ဖော်ပြထားပါတယ် စကန်တိုင်ဗမာမြို့နယ်တောင်မရှိဒေသခံတွေရဲ့ရွှေလုတ်ွက်ရှိရာသုံးမြေဆိုတဲ့ဘက်ကိုစစ်လင်ကပုတ်ကျဲတဲ့အတွက်ရွာသားတဦးသေးငါးဦးတန်ရတယ်လို့ဗမောက်ပါအဖဗမောက်ပြည်သူ့အချုပ်အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်ဒီဇင်ဘာ9ရက်မွန်းလွဲ2နာရီခန့်မှာစစ်လင်ကပုတ်ကျဲသွားတာဖြစ်ပြီးဒီနေ့ရဟာတိုက်ပွဲဖြစ်နေတဲ့ဗမောက်မြို့နယ်မိုင်20ခါတိကွာဝေးတယ်တိုက်ပွဲစုံမဟုတ်ပဲဒေသခံတွေရဲ့တပ်တုခွင့်လုပ်ငန်းကိုတမင်ပုတ်ကျဲတက်ခတ်တယ်လို့ဆိုပါတယ် ဗမာမျိုးဖက်မှာတော့စစ်ကောင်စီတန်းတဲ့တော်လိုင်းတဲတွေကြတိုက်ပွဲဆက်ပြစ်ထန်နေတယ်လို့သိရပါတယ်တနင်္သာရိုင်တိုင်းဘေးကောတော်လမ်းမကြီးကနေမော်တော်မျိုးဖက်လမ်းခွဲရှိတဲ့သဲဖြူရွာမှာစစ်ကောင်စီတန်းတဲ့တော်လိုင်းတဲတွေကြတိုက်ပွဲပြစ်ထန်နေပြီးစစ်တပ်ဘက်က9ရက်ဆက်လီရင်နဲ့ဗိုလ်ကျဲနေတယ်လို့တဝဲဝက်ကပေါ်ပြပါတယ်ထိုင်းမြန်မာနယ်စပ်ရှိမော်တော်ကုသွေးမြို့ကိုတော်လိုင်းတဲတွေကနိုဝင်ဘာလလယ်မှာသိပ်ပိုက်ပြီးကြတဲ့က မောတော်မျိုးစီစစ်ကူပုံမဲ့စစ်ကြောင်းတွေဟာဘေးတနေ့တည်းကောတော်လမ်းမကျွန်းတဲ့တစ်စစ်မောတော်လမ်းခွဲဒီခုံးနဲ့သဲပြူပဲရောက်လာတာဖြစ်ပြီးနေစဉ်တိုက်ပွဲဖြစ်နေတယ်လို့ဆိုပါတယ်ဒီစမှာနှစ်ရက်ကလည်း6ရက်ထိသဲပြူရောင်းဝန်းကျင်မှာတိုက်ပွဲပြစ်ထန်နေတယ်စစ်တပ်ဘက်ကဝိုင်းတွဲနဲ့ပုတ်ကျတယ်အရင်တွေကဆိုရင် jet fighter တွေလည်းပါတယ်လို့ဒေသခံတွေကပြောတာကိုကိုကားဖော်ပြထားပါတယ်မြူဒန်ရေးဆိုရအင်ယူဂျီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ပြည်သူ့တော်ကိုစားပြုကော်မတီ CRPH ကဒီဇင်ဘာ၈ရက်မှာသတင်းထုတ်ပြန်ပါတယ်။ဒေါက်တာဆာဆာဦးထင်လျောင်းနဲ့ဝန်ကြီးသိုးလေးဦးမပအရင်ဝန်ကြီးဟောက်ရဲအကိုပြန်ပါပြီးလူသေးလည်းမပါတရသာကောင်းဆောင်တွေလည်းပါမလာတဲ့အတွက်ထောက်ခသူတွေကြားအမလို့အမရဝေဖန်မှုတွေရှိနေပါတယ်။ဒီမှာဝန်ကြီးဖွဲ့ပြင်ဆင်ကြောင်းထုတ်ပြန်ချက်အပြီးပြောကြတဲ့ယာယီသမဒဒူဝါလက်ရှိလာရဲ့မေကွန်ထက်မှာတော့ ခုပြင်ဆင်မှုဟာပထမအဆင့်သာဖြစ်ပြီးဒုတိယအဆင့်ရောက်ရင်အီအော်ကိုယ်စားလှယ်တွေပါပါဝင်ဖွဲ့စည်းဖို့ရှိတယ်လို့ပြောဆိုထားတာတွေ့ရပါတယ်ခင်ဗျာ။